မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြိပခါနဲ့နိုင်ငံရေးပြိပခါတွေအခြေအနေကိုဖြေရှင်းရမှာကိုဘသာစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပြီးပြည်ပကူညီရအရန်သဘောထားဖြစ်တယ်လို့တရုတ်မြန်မာအရေးလေ့လာသွန်းသက်သူဒေါက်တာလောက်ကျော်စောကဆရာနိုင်တဲ့ဌာနကိုပြောပါရယ်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမဆိုးရလာတဲ့အချက်တွေကိုဥဆောင်ပြီးကင်တွယ်ဖြေရှင်းနိုင်မဲ့အခွင့်အလမ်းတည်ရရှိနေကြောင်းတိကျပြတ်သားတဲ့အရေးယူဆောင်ရွက်မှုတွေကိုအရေးတကြီးလိုအပ်လျက်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG က2025ခုနှစ်မတ်လ19ရက်မှာထုတ်ပြန်ခဲ့ပါရယ်ကိုနိုင်ငံရေးအခြေအနေတွေနဲ့တော်လှန်ရေးအခြေအနေတွေကိုကိုဘသာဆုံးဖြတ်ရမှာဖြစ်ပြီးပြ ီပအကူညီရရန်သဘောထားဖြစ်တာကြောင့်အဆုံးဖြတ်မပေးနိုင်ကြောင်းတရုတ်မြန်မာရေးလေလာသုံးသက်သူဒေါက်တာလကျော်စောကဆီယန်နိုင်တဲ့ထဏာကိုပြောပါရတယ်။ မကြည့်တာတော့လေကျမတို့နိုင်ငံရဲ့တော်လှန်ရေးကိုကျမတို့ပြည်သူကိုပဲအားကိုးရမယ်ဗျ။အာဆီယံတို့ဘာတို့ညာတို့ကိုအားကိုးရဲဆိုတာအရင်သဘောပဲဖြစ်နိုင်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့အာဆီယံက10နိုင်ငံလုံးသဘောတူမှာဆုံးဖြတ်နိုင်တာဖြစ်တာ哦နော်။သူတို့နိုင်ငံတွေမှာလည်းသူတို့နိုင်ငံတွေရဲ့အပြဿနာတွေကတပုံကြီးလေ။အဲ့တော့သူများနိုင်ငံရေးမှာဝင်မပါဘူးဆိုတာသူတို့နိုင်ငံအတွက်လည်းအရေးကြီးတာ哦။ကိုယ်နိုင်ငံရေးအခြေအနေတွေကိုယ်တော်လှန်ရေးအခြေအနေကိုကိုယ့်အကူဝေဖန်ဆန်းစစ်ပြီးတော့ ရှေ့ဘယ်လိုလုပ်ကြမလဲရှေ့ဘာလုပ်မလဲညာလုပ်မလဲဆိုတာကိုယ့်အကူစဉ်းစားဆုံးဖြတ်ဖို့ပဲဒီမှာအကူလေးဆိုတာအရန်တဘောပဲဗျဘယ်တော့မှအဆုံးဖြတ်မပေးဘူးအဆုံးဖြတ်ပေးမှာကိုယ့်ပြည်တွင်းအင်အားပဲပြည်တွင်းကဒေါ်လာရင်းအင်အားစုပါပဲအဆုံးဖြတ်ပေးမှာ ပြည်ပနိုင်ငံတွေရဲ့အကူအညီအားအရန်သဘောထားဖြစ်တယ်လို့ပြောပေမယ့်မြန်မာပြည်တွင်ရေးအပေါ်တရုတ်ရဲ့ပါဝင်မှုဟာထဲထဲဝင်ဝင်ရှိနေတယ်လို့ထောက်ပြမှုတွေရှိနေပါတယ်တရုတ်ရဲ့ဂျာဝင်စီစံမှုနဲ့မြန်မာတပ်မတော်နဲ့ကိုကန်တပ်ဖွဲ့ MND တို့အကြားယာယီပစ်ခတ်ရစဲသဘောတူညီခဲ့ကြသလိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSLF TNL နဲ့မြန်မာတပ်မတော်တို့ကြားတွေ့ဆုံဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်အဲဒီလိုပဲတရုတ်ရဲ့ဂျာဝင်စီစံမှုနဲ့ A နဲ့နောက်ဆက်ကကြားတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်းလည်းနှိစက်သူတွေထံကသိရပါတယ်အဲဒီပြင်ရွေးကောက်ပွဲကျင်းပနိုင်ရေးတရုတ်နိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းနောက်ဆက်ကကတရင်ထုတ်ပြန်ခဲ့သလို ရုရှားနဲ့ဘီလာရုစ်နိုင်ငံတို့ကလည်းရွေးကောက်ပွဲကိုထောက်ခံပြီးကိုယ်စားလှယ်တွေလွတ်ကာစောင့်ကြည့်လေ့လာဖို့ရှိကြောင်းမူကြိုမူကြီးမင်းအွန်လိုင်းကပြောကြားခဲ့ပါတယ်။အာဆီယံအဖွဲ့ထဲမှာတရုတ်လူလာတဲ့အင်အားစုတွေနဲ့အမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့အင်အားစုတွေဆိုပြီးရှိရာကြောင်းဆုံးဖြတ်ချက်တွေပြည့်ပြည့်တသားမရှိကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူဦးတန်းစိုးနိုင်ကဆရာနိုင်တဲ့ဌာနကိုပြောပါတယ်။အာဆီယံအဖွဲ့ထဲမှာပါဝင်တဲ့အင်အားစုတွေလည်းကခုကတရုတ်လူလာတဲ့ အင်အားစုတွေလည်းရှိတယ်နောက်တစ်ခုကအမေရိကန်တော်တော်တော်ခံပြူထားတဲ့အင်အားစုတွေလည်းရှိတဲ့အခါကျတော့အာဆီယံရဲ့ဆုံးဖြတ်ချက်တွေဟာဘယ်တော့မှကျွန်တော်တို့ပြတ်ပြတ်သားသားမရှိပါဘူးအဲဒီတော်တွင်မှာအာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်အားရချမှတ်ထားတာစစ်ကောင်စီကလည်းမလိုက်နာပါဘူးတော်တော်အဲ့လိုမလိုက်နာမှုပေါ်မှာကျွန်တော်အရေးယူဖို့ဆုံးဖြတ်ချက်ကြောင့်လည်းဆုံးမ ရေးယူမယ်ရန်တရားလည်းမရှိဘူးအဲ့လိုဆုံးဖြတ်ချက်လည်းမချနိုင်ဘူး။ဒါကြောင့်လည်းဆိုတော့တချို့ကတော့ဒီကထောက်ခံတာလည်းစစ်ကောင်စီကိုပြီးဆုံးရဖို့ဆိုတဲ့ကိစ္စအာဆီယံတွဲမှာတော်တာညီညွတ်ကြပါအောင်။အဲ့တော့စစ်ကောင်စီအနေနဲ့ဒီဆုံးဖြတ်ချက်တွေကိုမလာခံလည်းဘာမှမဖြစ်ဘူးဆိုတဲ့အနေထားအောင်မှရောက်နေတာပါ။အာဆီယံကိုကျွန်တော်တို့အတိအကျအားကိုးပြီးတော့ဗမာပြည်ပြည်ထောင်ပြင်ရှင်းမှုရှိလက်တွေ့အားဖြင့်တော့မဖြစ်နိုင်တဲ့အနေထားကိုအခု ၄မိနစ်ကြာတဲ့အထိကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဆိုကျွန်တော်သုံးသပ်ပါတယ်အခုအချိန်ကမြန်မာနိုင်ငံရှိပြည်သူတဦးချင်းစီတိုင်းရဲ့တရားမျှတမှုငြိမ်းချမ်းမှုနဲ့ဂုဏ်သိက္ခာတို့ကိုပြန်လည်ဖော်ဆောင်ပေးနိုင်မယ့်ဆောင်ရွက်ချက်တွေကိုပြပြတတဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ပြည်တွင်းပဋိပက္ခတွေကိုပြည်တွင်းမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကသာအဆုံးဖြတ်ပေးနိုင်မှာဖြစ်ပေမယ့်တော်လှန်ရေးအင်အားစုတွေအကြအကျိုးစီးပွားတွေမတူကြတာကြောင့်ပဋိပက္ခတွေလည်းရှိနေကြောင်းစီးရင်တဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြပါပါတယ်။